က်စီပေါ့စားလို့နာမည်ကြီးနေတဲ့ဒီလူငယ်ကျေပွင့်ကိုအတင်းမပြောင်းစေဖို့နီလန်မျိုးစုံနဲ့ဆွဲဆောင်နေတဲ့မန်ယူနိုက်တက်မန်ချက်စတာယူနိုက်တက်အတင်းကအတော်လေးလားလားရှိတဲ့လူငယ်ကျေပွင့်လေးဂျေဂျေကာဘရီယယ်ကိုအတင်းမှာထိန်းထားနိုင်ဖို့အစွမ်းကုန်လှုပ်ဆောင်နေပါရီပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲလူငယ်ပရီးမီးယားလိပြိုင်ပွဲတရားဝင် page ကနေပဲကာဘရီယယ်ရဲ့မွေးနေ့ကိုရှူတောင်းပေးခဲ့ပြီးတော့သူရဲ့အားအသင့်ပွဲစွမ်းဆောင်ရည်ကိုလည်းထုတ်ပေါ်ချီးကျူးတာပါရီ PRU အမည်အရတရားဝင်အကောင့်ကနေ မိုင်နိုက်တက်ယူ18ကျယ်ဝင်ဂျေဂျေကာဘရီယေကဒီနေ့ပဲအသက်15နှစ်ပြည့်သွားပါပြီ။သူဟာယူ18ပရီးမီးယားလိမှာ6ပွဲကစားပြီးတော့9ဂိုးသင်းကာချေဆွမ်းပြထားပါတယ်လို့ရေးသားထားတာဖြစ်ပါတယ်။မကြသေးမီရပိုင်တွင်ဂျေဂျေကာဘရီယေကယူနိုက်တက်ကနေထွက်ခွာပြီးတော့ဥရောပထိပ်တန်းအသင်းကြီးထံပြောင်းရှိတော့မယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ညတဲ့တာဝန်ရှိတွေကကာဘရီယေနဲ့7နှစ်ကြာတွေ့ဆုံပြီးတော့သူ့ကိုအိုးထွက်ဖို့မှာစတင်ထားနိုင်မှုကြိုးစားခဲ့လို့သိရပါတယ်။သူရဲ့ကမ်းလှမ်းမှုတွေထဲမှာ2030ခုနှစ်ရောက်မှအပြီးတက်နိုင်မဲ့အိုးထွက်ဖို့ကွင်းသစ်ကြီးထဲမှာ ကာဗရီယက်အတွက်တည်တက်နေရတဲ့ကုစီရှင်ပေးမယ်လို့ပြောဆိုခဲ့တာလည်းပါဝင်ကြောင်းသိရပါတယ်ကာဗရီယကအသက်16နှစ်မပြည့်သေးပေမယ့်နာမည်ကြီးအားကစားပစ္စည်းကုမ္ပဏီဖြစ်တဲ့ Nike နဲ့တောင်မှစပွန်ဆာစာချုပ်ချုပ်ဆိုထားပြီးဖြစ်ပါရီ။၂၀19ခုနှစ်တုန်းကလည်း SP2 အမည်ရ YouTube Channel ကနေရှင်းနေရွယ်မက်ဆီပေါ့ဆာလုံးဝမယုံနိုင်လောက်အောင်ပါပဲ။လီယိုနယ်မက်ဆီအစ်စ်ထက်တောင်မှပိုကောင်းပါသေးတယ်လို့យေတာထားတဲ့ကာဗရီယရဲ့ SK Video ကအခုချိန်ထိလူပြောများနေစေဖြစ်ပါရီ။အခုဆိုရင်တော့ဆိုပါဗီဒီယိုကအကြည့်ရှုသူ၅တန်းနေပါရှိနေပါပြီ။ ကာဗရီယာကတော့2018တောင်က United Academy ကိုရောက်ရှိလာခဲ့ပြီးတော့ Ronaldo Junior နဲ့လည်းယင်းဒီရဲ့ဆက်ဆံရေးရှိသူဖြစ်ပါရီ။